ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ message the whisper pocket channel လေးကနေဒီကနေ့ချက်မဲ့ရွေးချယ်ဖပြပေးမယ့်ကောင်းစဉ်လေးကတော့ဆီယမမော်စီကိုရိုင်းရေးသားထားတယ်ကျမတည်တော်အမေရိကဆိုရယ်စာအုပ်ထဲကနိုင်ငံသားရောက်မြန်မာကိုတူရီများအမိယာစာစုလေးပဲဖြစ်ပါတယ်ရှင်ရှေးဦးစွာမူရင်းရေးသားထားတဲ့ဆီယမမော်စီရယူတီလေးစားစွာဖြင့် credit ပေးပါရစေရှင်နိုင်ငံသားရောက်မြန်မာကွန်တရီများ ူရေးလိုက်တော်ကောင်းစဉ်ကိုကြည့်ပြီးကိုပါတာပြုံးမိသည်ကျမတို့လူမျိုးသည်တခါတည်းချစ်ဖို့လဲကောင်းသည်ရည်စရာလဲကောင်းသည် ကျမတို့ရွှေများအိမ်နောက်ဖေးတွင်ချင်းမောင်လေးငှုပ်သေးလေးထိုးဆိုင်ထားတယ်လေးရှိကြရာဩအမေရိကရောက်တော့လဲအရှိကွက်လက်ကလေးချင်းမောင်လေးတွေစိုက်ထားတဖက်အိမ်ကလမ်းကြည့်တော့ချင်းမောင်ရွက်အတုံလေးများသူတို့စီကမာရိုဝါနာခေါ်မူရစီရွက်များနဲ့တူလို့အတိုင်တော်ထူတော်အဖြူများကရဲကိုအကြောင်းကြားရဲကလာစစ်တဲ့အင်းမြန်မာရီစုမိကြသောဘွဲတခုရင်းငှက်ကိုတောမာလိုလောက်လေးနဲ့ပြစ်ခတ် အမွေးနှုတ်ကြော့ချက်စားကြရာအဖြူရီတအံတော် ဖြစ်ကြတဲ့ဒီဘက်မြမအိမ်ကငပိရေကြိုရာဟိုဘက်အိမ်ကဟဲ့နင်တို့နောက်ဖေးဘက်မှာအကောင်တကောင်များတည်နေလားမသိပုတ်စော်နန်းနေကြိကြအောင်လို့စေတနာစကားလာပြောသည်လည်းရှိရဲ့ဒါမျိုးလေးတွေကြားပြီးတော့ကျမကုလူမျိုးကိုတလီများသူများနိုင်ငံတွင်တခါတည်းရန်ကိုလိုကလန့်လေးတွေဖြစ်ရပုံဖြစ်တတ်ပုံများကိုပြုံးမိသည်ချစ်မိသည်ချစ်စရာကောင်းတာလေးတွေလည်းရှိသလိုအသေးရစရာလေးတွေလည်းရှိသည်ပေါ့ မကြသေးမီရဲ့ပိုင်းတွင်းကကျမတို့ဒီကိုရီးယားလေကြောင်းလိုင်းဖြင့်မြန်မာနိုင်ငံသို့ပြန်ခဲ့ရာကိုရီးယားမှမြန်မာပြည်ကိုပြန်သောလေကြောင်းလိုင်းမှုမြန်မာတွေပါသည်ကိုရီးယားတွေပါသည်အဖြူတွေလည်းပါသည် ကျမတို့ဂိတ်ကိုရောက်တော့ပတ်စပို့အနီးကန်ထားသောမြန်မာမျိုးကောင်းသားများကွန်လေးတွေမြုံနေကြတာကိုတွေ့ရ၏ကျမတို့ဂိတ်တွင်စောင့်ရင်တခြားဘေးဘီယာခီးတယ်များနဲ့စကားစမီပြောကြရာကျမခင်မွန်းကအမေရိကန်အမျိုးသားတစ်ယောက်နဲ့စကားကောင်းလျက်ရှိသည် ပြောရင်ဆိုရင်သူကအိမ်သာဖြစ်ခနဲ့ထသွားရပြန်လာတော့မျက်နှာရှုံမဲ့ပြီးဒီမမျိုးသားကိုတိလားအိမ်သာထဲမှာကွန်တရီတွေတဲ့အဲ့ဒီစကားစားပြီးသူတို့နှစ်ယောက်ဒီမြမပြေးကကွန်တရီများအကြောင်းပြောကြရာကျွန်မမျက်နှာဖယ်ထားရမှန်းမသိထို့မျိုးသားကသူနှင့်ကွန်တရီသည်မကြခဏရေဆက်ဆုံတဲ့ကြောင်းပြောသည်တခါသူသည်ဂျန်ရှစ်စကွဲတွင်ရုံးရှိကြည်ရာသူ့ဘေးကထိုင်သောပုဂ္ဂိုလ်သည်ကျွတ်ကျွတ်သေးလေးတဲ့ကွန်တရီတွေထွေးထည့်ပြီးလက်တင်သည့်နေရာတွင်လာချိန်သည်သူသည်အဲ့ဒီအိတ်ဘရော့များ ူ့အပေါ်မှောက်ကြမလဲဖိတ်ကြမလဲတဲထည့်ရင်ဖို့ဖြစ်ရင်လက်နှစ်ဖက်ကိုရုပ်ရှင်ပြီးသည့်အထိပေါင်ထဲထည့်ထားသည်ဆို၏ကျမကတော့အိတ်ထဲထွေးထည့်တာအပြင်မှာပြစ်ဆိုထွေးတာထက်ဆိုင်ရင်တော်သေးတာပေါ့ဟုပြောမိသည်2012ခုနှစ်ကကျမခင်ဝန်သည်အင်ဒီယားနာပြည်နယ်တွင်ရောက်နေခဲ့ပြီးပြည်နယ်ထုတ်သတင်းစာတွင်မြမကွန်တရွေအကြောင်းခန်းနာစွာပါရှိခဲ့ပူသည်ဆို၏ကဲကြည်စမ်းအမေရိကန်နိုင်ငံကသတင်းစာထဲမှာကွန်တရီကိစ္စပါလာတယ်ဆိုတော့ဘာလဲတော့မသိ ကြာကြာချင်းတော့ရင်ဖို့တို့ဖြစ်ရတာကျမတို့ဒီအီအเจ้าရနေပတ်သက်၍ကြံဖန်ဂုံယူမည်ဆိုရင်ဂုံယူနိုင်သည်သို့တော့ဂုံယူခြင်းစရာကောင်းသောအကြောင်းတော့မဟုတ်ထိုအိန္ဒိယနာပြည်နယ်ကမျိုးတမျိုးတွင်မြမလူမျိုးများလည်းနေထိုင်ကြသည်သူတို့စီတွင်တချို့မိသားစုများအိမ်များသည်အဝိရှော်ရန်အတွက်လောင်ဒရမတ်ခေါ်သောအဝိရှော်ဆိုင်လေးများတုံပြကြသည် အဲ့ဒီလောင်ဒရမတ်ဆိုင်လေးများကလည်းရက်ွက်သေးဟိုနာဒီနာရှိတတ်ကြသည်အဲ့တော့တချို့မိသားစုများနီနီနာနာလောင်ဒရမတ်စီတို့သွားပတ်စံလေးကြောက်ကြောက်ဆိုတဲ့ရှော့အာနေလင်းစဖက်ရင် စကားပြောရင်ထိုင်ဆောင်ရှော့ပြီးရင်60ထဲထဲနောက်ဆုံးကို့အဝတ်လေးတွေကိုခောက်ရပြန်ကြသည်အဲ့ဒီတခုသောလောင်ဒရမတ်မှာတရုတ်ဘာသာပြန်တိုက်စာအုပ်ထဲလို့ပြောရမည်ဆိုရင်မိသူကမိတို့လှုပ်လိုက်မိသည်လှုပ်ခဲလိုက်သည်မသိ ကျမတို့ရွှေများလည်းအဝိရှော်ရင်ကုန်းဝါကြရာကွန်တရီများဟိုနေရာဒီနေရာထွေးကြရရင်မကြခဏရရဲနေသည်ကိုတွေ့ရတော့ကဲအဖြူများနေပြဿနာတက်ပါလေတော့ဤအတိုင်ခံရသည်တနည်းအားဖြင့်ပြောရရင်အကြီးအကျယ်အရှက်ခွဲခဲ့ဤနောက်ဆုံးသတင်းစာတွေပါလာပြီးကွန်းစားကြသောလူမျိုးများရှိသည့်အနက်မြန်မာလူမျိုးများသည့်ကွန်းကိုအဆွဲလန်းဆုံးနှင့်စီမဲကမ်းမဲအစားဆုံးလူမျိုးများဖြစ်သည်ဟုစံချိန်တည်းရေးသားခဲ့ပါတည်း။စာဖတ်သူမိတ်ဆွေဒီနေရာတွေဘလို့ခန်းစားရပါသနည်းကျမတို့ရှက်မိသည် ကို့အိမ်မှာကိုထွေးတာကိစ္စမရှိသူများအိမ်အထိညင်ညစ်ပတ်ပတ်သွားထွေးကြတာတော့လွန်ပြီဟုဆိုရမည်ကျမကိုရေတခုပြောရပါလိမ့်အမေရိကန်ပြည်ထောင်စုဤပြည်နယ်တခုကမြန်မာတွေအနေများတော့ refugee camp ကို ရောက်သွားရမြန်မာအိမ်ခန်းတွေရှိမှကွန်တရီတွေကို တွေ့ရသည်ကိုရဆိုင်လည်းရှိသည်ဖျားစုအမေရိကန် ီနေရာတွင်သတိချက်ရံတစ်ခုကမြမပြည်ကလာသည်ဆိုတာနဲ့ကချင်ဖြစ်ဖြစ်ကရင်ဖြစ်ဖြစ်တရုတ်ဖြစ်ဖြစ်ကလားဖြစ်ဖြစ်မြမဟုသာခေါ်ခံရသည် ကောင်းလျင်မြမရီတော်သည်ဟုကောင်းသည်ဟုအတန်ထွက်သည်ဆိုတာတစ်ခုခုဖြစ်လျင်မြမရီဆိုသည်ဟုသာပြောခံရသည်အကယ်စစ်စစ်ကိုရွတ်သည်စေပတ်ဝင်သည်ကွန်းဆိုသည်မှာထီသုံးနန်းသော ဝါးစရာစားစရာလည်းဖြစ်ပြီးကိုနှစ်ပတ်သက်သောသမိုင်းဖြစ်ရများအစင်လာဓလိများကျမတို့မြမရာဇဝင်တွင်ခန်းနာစွာပါရှိခဲ့ကြသည်ဖြစ်သည်ကျမငယ်စဉ်ကပင်ကွန်စားကြသောဖွာလီဒေါ်ကြီးများအလဲတိုးဝိအေးရင်ပုံတိုပတ်စနာထောင်ရင်ချို့သောအေးသောမှုသောကိုရတတိလေးများပါဇက်ကလေးဟဟပြီးတောင်းတခဲ့ပါ၏ကုန်းကိုတံမိုးထား၍စီကန်းရှိစွာစားကြမည်ဆိုလျင်ကုန်းသည်လက်ဖက်ကဲ့သို့မြမထမင်းစားပွဲများတွင် တဲ့ခင်းပြတတ်ရသောတော်ဝင်ရိုးရအစားအစာတမျိုးပင်ဖြစ်လာနိုင်သည်။ကျမဒီပင်ကျမအမျိုးသားကိုကိုသမိုင်းကြောင့်ခင်း၍ကိုလေးတရာလောက်ကြွေးကြည့်ဖို့စ조사ခဲ့ဖို့ပါ၏။သို့သောသူတို့သည်ကွန်ဆိုလင်ရုံစရာအဖြစ်မြင်ခဲ့ကြလေပြီ။ရန်ကုန်ကမီးပွိုင်မှာကာရက်လိုက်တာနဲ့ကုန်တရီနေရာတကာထွေးနေချသူများကိုအများအပြားတွေ့မြင်နိုင်ပါသည်။နေရာတိုင်းကုန်ဝါနေချသူများကိုတွေ့နေရပါ၏။အခုတော့ကွန်ကြောင့်ယောဂပြားဖြစ်ကြသောလူများလည်းအများသား ကွန်တဲပါသောအရာများသည်မကောင်းတော့လူကိုဥပက်ဖြစ်လာကြပြီလူသည်နေ့စဉ်မှန်သောကြည်ကြရာကွန်ကြီးတက်နေသောသွားများနှင့်ရည်သောအခါလူရည်တန့်ရလားလှရလားဆုံးဖြတ်ပါလှသည်ထင်လင်ကိုယ်သဘောတိုင်းဆက်၍စားပါကိုစားခြင်းသည်ကိုပိုင်ခွင့်ရင်းတစ်ခုပင်ဖြစ်၍မစားပါနှင့်လို့ပြောပြောလို့တော့မကောင်းသို့တော့တင်သည်ကုမြို့ ကိုတိုင်းပြီးကိုလူမျိုးကိုနိုင်ငံတကာအစ်စ်မီတန့်ပြန့်သောအသွင်ပြေမျိုးဖြစ်မြင်လို့သည်ဆိုပါလျင်ကိုငိုသတိထားရှောင်ခြင်းမှာကျမတို့သည်ဤသို့ဖြင့်ကိုရီးယားအင်ချွန်လေစိတ်တွင်ကိုအောင်ပြောဆိုခဲ့ကြသည် ကျမတို့ရန်ကုန်လေစိတ်သို့ဆ ਾਇ ရောက်ပြီးလေရင်အပေါဝါမှထွက်လိုက်သည်နှင့်အဝရင်ရက်ဆောင်နေသောဝန်တန်းများစီမှကိုရက်နဲ့လေးများသည်ခီးတယ်များပထမဆုံးစီကျူနှုတ်ဆက်လိုက်ပါ၏ရုတ်တရက်ကျမပြောသွားသည်မြန်မာပြည်ပြန်ရောက်ပြီး ချစ်ခင်ရတဲ့နားထောင်သူများအားလုံးဒီကနေ့ဖက်ပြပေးတဲ့စာတို့လေးကိုနားတော်တာစင်ရင်အေးချမ်းလုံခြုံစွာနဲ့အားယူကတနေ့တာဘဝမောများနဲ့ပြည့်ပြောင်းနိုင်ပါစေရှင်စက်တီအဖြတ်ဖြတ်တိုးပြီးစီးပွားလှလှပါတွင်ပွင့်လန်းကြပါစေရှင်ကျွန်တော်တို့ channel လေးရဲ့အမည်ကတော့ Mesaka The Whisper လို့အမည်တွင်ပါတယ်ရှင် Mesaka The Whisper